တင်းကိုချိန်မုန်းနေသူတို့ပြသလေးရှိတဲ့အမှုချင်း၁၀ချက်အားလုံးပဲမင်္ဂလာပါဒန်ပြပန်နဲ့ဒိမောင်ကနေကြိုဆိုလိုက်ပါရီကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ကိုအပြင်းမန်းကတော့ရိုးရိုးသားသားဆက်ဆံနေပုံရပါပဲအတွင်းစိတ်ထဲမှာမကျေနပ်မှုတွေရှိနေနိုင်ပါတယ်အဲ့လိုလူမျိုးတွေရဲ့အမှုချင်းတွေကိုသတိထားမိဖို့အတွက်လည်းအရေးကြီးပါတယ်တင်းကိုချိန်မုန်းနေတဲ့သူတယောက်အနေနဲ့ပြသလေးရှိတဲ့အမှုချင်း၁၀မျိုးကိုဒီဗီဒီယိုထဲမှာလေ့လာကြည့်လိုက်ကြရအောင်ပါနံပါတ်၁မျက်လုံးချင်းရှောင်ဖေးတာ ကိုကိုမုံနီးတဲ့သူတယောက်ဟာပထမဦးဆုံးအနေနဲ့မျက်လုံးချင်းရှောင်ဖယ်တဲ့လုပ်မျိုးကိုလုပ်ပါတယ်။ဒါဟာအထင်ရှားတဲ့လက္ခဏာတစ်ခုပါ။တင်းကိုမုံနီးတဲ့သူတယောက်ဟာတင်းနဲ့စကားပြောနေချိန်မှာတင်းမျက်လုံးကိုတိုက်ရိုက်ကြည့်ဖို့တမင်ရှောင်ရှားတတ်ပါတယ်။ဥပမာအားဖြင့်တင်းကသူတို့ကိုမိကွန်းတစ်ခုမိလိုက်တဲ့အခါသူတို့ဟာတင်းမျက်နှာကိုကြည့်မဲ့အစားတခြားတဏျာကိုငေးကြည့်နေတာမျိုးဒါမှမဟုတ်သူတို့ရဲ့လက်ထဲကပစ္စည်းတစ်ခုခုကိုသာစိုက်ကြည့်နေတာမျိုးဖြစ်ပါတယ်။ မျက်လုံးချင်းစုံချင်းဟာယုံကြည်မှုနဲ့ပွင့်လင်းမှုကိုပြသတဲ့သဘာဝတုံ့ပြန်မှုဖြစ်ပေမဲ့သူတို့ဟာတင်းကိုကြည့်ရတာစိတ်နှောက်ရှက်ဖြစ်နေတာဒါမှမဟုတ်သူတို့ရဲ့မလိုမုံထားတဲ့ခံစားချက်တွေကိုမျက်လုံးကနေတဆင့်ဖော်ထုတ်မိမှာကိုစိုးရိမ်နေတာကြောင့်ဖြစ်ပါတယ်။နံပါတ်2တူတောင်းပြီးတော့လေးနံမှုမရှိတဲ့တုံ့ပြန်မှုတွေတင်းကိုမုံပြီးတော့မကြိုက်တဲ့သူတွေဟာတင်းစကားကိုစိတ်ဝင်စားနာထောင်မှာမဟုတ်ပါဘူး။ဥပမာအားဖြင့်ကိုကကိုယ့်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံတစ်ခုကိုပြောနေချိန်မှာသူတို့ဟာအင်းဟုတ်အင်းမ Okay ဒီလိုပုံစံမျိုးစကလုံးတစ်လုံးနဲ့ဖြည့်ချတာမျိုးကဒါမှမဟုတ်လို့ရှိရင်ကောင်းပါရဲ့ဆိုပြီးအပေါ်ရန်လောက်လေးဆန်ဆန်ပြောတာမျိုးစကားစမိပြောနေတာကိုအ мян ဆုံးအဆုံးသတ်ဖို့ကြိုးစားတာမျိုးကိုသတိထားမိနိုင်ပါ रे ဒါဟာသင်ကသူတို့ရဲ့အကြိုက်ထဲမှာပါနေတဲ့သူမျိုးမဟုတ်တလို့စကားဆက်ပြောခြင်းစိတ်မရှိဘူးဆိုတာကိုလည်းစောင့်နေပါ रे နံပါတ်3ခန္ဓာကိုယ်အမှုအရာ ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစိပ်ပိုင်းတွေရဲ့ body language ဟာလည်းအရေးကြီးပါတယ်။တခါတလေမှာအဲ့ဒီခန္ဓာကိုယ်အမူအရာတွေကနေတဆင်ပဲကျွန်တော်တို့ကိုမကြိုက်နေတဲ့အကြောင်းမုန်းနေကြောင်းပြသနိုင်ပါတယ်။ဥပမာကိုယ်အနောက်မှာရှိနေချိန်မှာသူရဲ့ခန္ဓာကိုယ်ကကျွန်တော်တို့စီကိုတက်တက်မလဲပဲနဲ့တခြားတစ်ဖက်ကိုမျက်နှာမူနေရမျိုးဥပမာဘေးချင်းကပ်ထိုင်နေပေမဲ့လည်းခန္ဓာကိုယ်ကိုတခြားတစ်ဖက်ကိုလှည့်ထားတာမျိုးဒီလိုမျိုးဖြစ်နိုင်ပါတယ်။နောက်ပြီးတော့လက်ပိုက်ထားတာမျိုးဟာလည်းပဲကိုယ့်ကိုယ်ကိုကာကွယ်လိုတဲ့စိတ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ကိုယ်လက်မခံကျင်တဲ့စိတ်ကိုဖော်ပြပါတယ်။ တင်းနဲ့ဝေးဝေးမှနေဖို့ကြိုးစားတဲ့ပုံစံမျိုးဥပမာအခန်းတစ်ခုထဲမှာအတူတူရှိနေချိန်မှာတတ်နိုင်သလောက်အကွာအဝေးတစ်ခုထားရှိတာမျိုးဟာလေပဲအတူတူနေရတာမှာအဆင်မပြေဘူးဆိုတဲ့အနေအထားကိုပြသနေတဲ့လက္ခဏာတွေပါနံပါတ်၄အမြဲတမ်းအပြစ်ရှာဝေဖန်တတ်ခြင်းကိုယ့်ကိုမုံနှီးနေတဲ့သူဟာအမြဲတမ်းအပြစ်ရှာဝေဖန်ခြင်းကိုလုပ်လို့ရှိပါတယ်ဥပမာကိုကအလုပ်တစ်ခုကိုအကောင်းဆုံးလုပ်ဆောင်ပြီးပေမဲ့လေသူတို့ကအဲ့ဒီအလုပ်ရဲ့အသေးမွှားချွေရင်းချက်လေးတွေကိုထောက်ပြပြီးတော့ဝေဖန်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဝေစားစင်ရင်မှုကိုမသိလျော်ဘူးလို့အမြဲတမ်းပြောဆိုနေတာမျိုးဖြစ်ပါတယ် သိငယ်တဲ့အမားလေးကိုတော့မှတမင်တကာချေကားပြောဆိုတာမျိုးဟာကိုကိုစိတ်တက်ကြအောင် လုပ်ဖို့ကြိုးစားနေတာဖြစ်နိုင်ပါ रे သူတို့ဟာသင်ရဲ့တိုးတက်မှုကိုမလိုလားသလိုသင်ကိုအောက်ကျနောက်ကျဖြစ်စေခြင်းနဲ့ဆန္ဒလည်းရှိပုံပေါ်ပါ रे ဒါကြောင့်မလို့အမြဲတမ်းအပြစ်ရှာဝေဖန်နေခြင်းဟာလည်းပဲကိုကိုမလိုမုံထားနေတဲ့စိတ်ဒါမှမဟုတ်ရှင်ကိုကိုမကြိုက်တဲ့စိတ်ရှိနေတဲ့သူပါနံပါတ်5သင်ကိုလှစ်လျူရှုခြင်းဒါမှမဟုတ်ရှင်ဖယ်ထားခြင်းအဖွဲ့အစည်းတစ်ခုမှာတင်းကိုလစ်လျူရှူတာဒါမှမဟုတ်ဖဲထုတ်ထားခြင်းဟာလည်းပဲတင်းကို မလို့မုံထားအကြောင်းပြသနေတဲ့နီလန်တစ်ခုပါပဲဥပမာအစည်းအဝေးတစ်ခုမှာတင်ကအရေးကြီးတဲ့အကြံဉာဏ်တစ်ခုကိုပြောပြမယ်ဘသူကောင်းမှအဲ့ဒီပြောစကားတွေကိုအာရုံမဆိုင်ဖဲနဲ့သူတို့စကားတွေကိုဆက်ပြီးတော့ပြောနေတာမျိုးဒါမှမဟုတ်လုပ်ငန်းကိစ္စတစ်ခုနဲ့ပတ်သက်ပြီး email ပို့တဲ့အခါမှာတင်ကိုချန်လန့်ထားတာမျိုးဒါမျိုးဖြစ်နိုင်ပါတယ်ကိုကိုအရေးမပါတဲ့သူတယောက်လိုသဘောထားပြီးတော့ဆက်ဆံနေပြီဆိုရင်ဒါဟာတင်ကိုအဲ့ဒီနေရာမှာမရှိစေချင်တယ်လို့သူတို့နဲ့လည်းဆက်ပြီးတော့မပတ်သက်စေချင်ဘူးဆိုတဲ့သဘောမျိုးမှာပေါက်နေပါတယ်နံပါတ်6မနာလိုဝင်တိုမှုကိုပြသခြင်း ဒါကတော့အရန်ရိုးရှင်းနဲ့ကိုကိုမုံနေလားကိုကိုမကြိုက်ဘူးလားဆိုတာကိုပြသနေတဲ့အချက်တစ်ချက်ပါ။တင်းမှာကောင်းမွန်တဲ့အရာတစ်ခုခုဖြစ်လာတဲ့အခါမှာတင်းကိုမုံနေတဲ့သူတင်းကိုမကြိုက်တဲ့သူကပျော်ရွှင်တဲ့ပုံမပြဘဲနဲ့မဖုံးနိုင်မဖိနိုင်မနာလိုတဲ့အမှုအရာမျိုးဒါမှမဟုတ်လို့ရှိရင်တင်းကိုအထင်သေးတဲ့လေးတံမျိုးနဲ့တုံ့ပြန်နိုင်ပါလိမ့်မယ်။ဥပမာပြောရလို့ရှိရင်မင်းဒီလောက်လေးပဲလုံနိုင်တာဒါတခြားလူတွေလည်းလုံနိုင်ပါ रे မင်းဒါအောင်မြင်မှုရလာတယ်ဆိုလို့ရှိရင်လေအိုးဒါကဒီလူလည်းဒီလိုပဲအောင်မြင်ထားပြီးသားပဲစသဖြင့်ဒီလိုမျိုးပြောတာမျိုးကိုဆိုလိုပါ रे တို့ဟာတင်းရဲ့အောင်မြင်မှုတွေကိုလိုလားလို့လို့နဲ့မလိုလားတဲ့အမူအရာမျိုးပြနေတာဖြစ်ပြီးတော့တင်းထပ်ပိုးကောင်းတဲ့အနေအထားမှာရှိနေတဲ့အတင်းကိုလည်းမကြိုက်ကြပါဘူး။နံပါတ်9မကောင်းပြောဆိုခြင်းတင်းကိုမုံတဲ့သူဟာတင်းမရှိတဲ့အချိန်မှာတင်းရဲ့ဂုံသိက္ခာကိုထိခိုက်စေမဲ့မဟုတ်မမှန်တဲ့ရင်းတွေဖြန့်တာမျိုးဂေါလာဟာလာတွေကိုပြောတာမျိုးဒါမှမဟုတ်လို့ရှိရင်သူတီထားတဲ့တင်းရဲ့အားနည်းချက်တွေကိုအခြေကားပြောဆိုတာမျိုးတွေကိုလုံးလေးရှိပါသေး။တို့ရဲ့ရည်ရွယ်ချက်ကတင်းကိုလူအများကြီးမှသိခါကြစေဖို့ပါ။ တင်းကိုမုံနေတဲ့သူဟာအမြဲတမ်းအပြစ်ရှာဝေဖန်တာကိုပြုလုပ်တတ်ပါလေ။ဘာပဲလှုပ်လှုပ်ဘလောက်ပဲအဆင်ပြေနေပါစေဒါကြီးကမဟုတ်ပါဘူးဒါကြီးကအဆင်မပြေပါဘူးဒီလိုလှုပ်ရတာမဟုတ်ပါဘူး။မှန်နေလဲအဲ့ဒီပန်နေတဲ့ဟာကိုဝေဖန်တယ်လို့မှားနေလဲမှားနေတဲ့အရာကိုဝေဖန်တတ်ပါလေ။အဲ့လိုဝေဖန်တာမျိုးကလည်းပဲကိုယ့်ကိုမကြိုက်ဖဲနဲ့ကိုယ်နဲ့ဆက်ပြီးတော့စကားကောင်းကောင်းပြောလို့မရတော့အောင်ထိဆိုးရွားတဲ့အခြေအနေဖြစ်ပါလေ။နံပါတ်၈အပြုံးတွေကစစ်မှန်မှုမရှိခြင်း ကိုကိုမကြိုက်တဲ့သူကိုကိုမုန်းနေတဲ့သူဟာပြုံးပြတဲ့အခါမှာအဲ့ဒီအပြုံးမှာစိတ်မှန်မှုမရှိတာဟာလေပဲတော်တော်လေးကိုတည်တာပါလေဥပမာကျွန်တော်တို့နဲ့တွေ့တဲ့အခါမှာသူတို့ကနှုတ်ဆက်တဲ့အခါပြုံးပြပေမဲ့သူတို့ရဲ့မျက်လုံးတွေဟာလုံးဝကိုမှမျက်လုံးအသေးဖြစ်နေတတ်ပြီးတော့ပြုံးနေဆိုတဲ့ခံစားချက်ကိုလည်းမခံစားမိတယ်လို့ရည်တယ်ဆိုတဲ့ခံစားချက်ကိုလည်းခံစားမိကြမှာမဟုတ်ပါဘူးအဲ့လိုမျိုးအပြုံးအီးအီးတွေနဲ့မျက်လုံးအီးအီးတွေဟာမလို့မုန်းထားပြီးတော့သဘောမကျတဲ့လက္ခဏာတွေတွေကတခုဖြစ်ပါတယ် ဝင်ဝင်လင်းလင်းပြောရမယ်ဆိုရင်တော့စစ်မှန်တဲ့အပြုံခန်းစားချက်ပါတဲ့အပြုံတွေကိုပြုံးလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ပားပြင်တဝိုက်ကကြွက်သားတွေနဲ့မျက်လုံးတွေကမျက်လုံးတငယ်အိမ်လေးဟာလည်းပဲလှုပ်ရှားသွားတတ်ပါတယ်။စိတ်မပါတပါပြုံးပြခြင်းဟာတင်းကိုရိုင်းပြစွာဆက်ဆံနေရဆိုတာထက်တင်းကိုမြင်ရတာစိတ်အနှောက်အယှက်ဖြစ်နေရဆိုတာကိုဖော်ပြနေတဲ့လက္ခဏာတစ်ခုပါ။မကြိုက်လို့ရှိရင်နှာခေါင်းရှုံးကြတယ်လို့ပါပဲကျွန်တော်တို့ရဲ့မျက်လုံးဟာလေးပဲမကြိုက်တဲ့အခါမှာဘာပဲလှုပ်ပြလှုပ်ပြအဲ့ဒီမျက်လုံးကအသက်ပါမှာမဟုတ်ပါဘူးနံပါတ်5အကူအညီပေးဖို့အတွက်ညှင်းဆန်ခြင်း ကိုကအခက်ခဲကြုံတွေ့နေရတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်အကူအညီလိုတဲ့အခါမှာအကူအညီပေးဖို့ညှင်းဆန်းတာဟာလည်းပဲကိုကိုမလိုချင်ကြောင်းပြသနေတာဖြစ်ပါလေဥပမာကိုကအရေးပေါ်ကိစ္စတစ်ခုနဲ့အပြင်ကိုသွားစရာရှိတယ်ဆိုပါစို့ကိုကအကူအညီတောင်းလိုက်မယ်အဲ့ဒီတောင်းလိုက်တဲ့အခါမှာသူ့အနေနဲ့ live ပို့လို့ရပေမဲ့လေဒီဟာကို live မပို့ခြင်းတဲ့အခါမျိုးဒီလိုမျိုးမှာတဲ့ညင်းတာမျိုးလည်းရှိပေမဲ့လေတချို့ဆိုလို့ရှိရင်တော့မသိချင်အောင်ဆောင်နေတာမျိုးရှိပါလေ ဒီလိုလောက်တာဟာလေးပဲသူဟာကျွန်တော်တို့ကိုကူညီဖို့အတွက်စိတ်အားထက်သန်မှုမရှိသလိုကျွန်တော်တို့နဲ့ပတ်သက်တဲ့စိတ်ထဲမှာအဆိုင်ခဲတစ်ခုခုလည်းရှိနေပါလိမ့်မယ်။အဲဒီတော့ဒါကြောင့်မို့လို့ပဲဒီအကူအညီကိုညှင်းဆန်လိုက်တာပါ။အခြားသူတွေကိုကူညီဖို့ဆိုရင်တော့အများရန်အသင့်ရှိနေပေမဲ့ကိုယ့်ကိုယ်တော့ရှောင်ဖယ်နေရမျိုးဖြစ်ပါသေး။သူတို့ဟာတင်းရဲ့အခက်ခဲတွေကိုဂယူးမဆိုင်သလိုတင်းကိုကူညီဖို့အတွက်လည်းစံနှားရှိပါဘူး။နံပါတ်၁၀အလိုလိုနေင်းနဲ့မလိုလားအပ်တဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်လာခြင်း။နောက်ဆုံးအနေနဲ့ ူတို့တွေဟာကိုယ့်ကိုဘယ်လိုမှအဆင်မပြေဘူးမကြိုက်ဘူးမုန်းနေတယ်ဆိုလို့ရှိရင်မြင်တာနဲ့ဖြစ်စေအတန်ကြားတာနဲ့ဖြစ်စေအလိုလိုနေရင်မလိုလားတဲ့တုံ့ပြန်မှုတွေကိုပြသတာကတင်းကိုမုန်းတီးနေတဲ့လက္ခဏာတွေကအကြီးဆုံးတစ်ချက်ပါဥပမာတင်းကအခန်းထဲကိုဝင်လာတာနဲ့သူတို့ဟာမျက်မှောင်ကိုကြုတ်လိုက်တာမျိုးဒါမှမဟုတ်ပြောလက်ဆစကားတွေအကုန်လုံးကိုရက်ပြီးစကားလမ်းကြောင်းလွှဲလိုက်တာမျိုးပြီးသွားလို့ရှိရင်ညီးတလို့ညူတလို့လို့နဲ့ကိုယ့်ကိုကြည့်ပြီးညင်းညူလိုက်တာမျိုးဒါရီဟာဒီလိုမျိုးမလိုမုန်းထားတဲ့သူတွေမှာရှိတတ်တဲ့စိတ်ထားပါ တချို့ဆိုလို့ရှိရင်ဟမ်းမဆောင်နိုင်ပဲမဆောင်နိုင်နဲ့မျက်နှာကျော်တွေပါတင်းသွားပြီးတော့ကိုယ့်ကိုယ်မလိုမုံထားတဲ့စိတ်ကအပြင်ကိုပါပေါက်ထွက်လာတဲ့ပါလေသူတို့ရဲ့မသိစိတ်ထဲမှာတော့ကိုယ့်အပေါ်ကိုမကျေနပ်တဲ့ခံစားချက်တွေရှိနေတာမို့လို့ဒီလိုတုံ့ပြန်မှုတွေကဟန်ဆောင်လို့မရဘဲနဲ့အလိုလိုထွက်ပေါ်လာတာမျိုးဖြစ်ပါတယ်ဒီအမှုကျင်းတွေကိုကြည့်ပြီးအတီးအကျကောက်ချက်မချသင့်ဘူးဆိုပေမဲ့လေအခုဒီအပြုတ်မှုတော်တော်များများကိုသင်တတိထားမိနေပြီဆိုရင်တော့အဲ့ဒီလူဟာတင်းနဲ့ပေါင်းသင်းဆက်ဆံရေးမှာတိတ်ပြီးတော့အစည်းမကတ်တဲ့သူတိတ်ပြီးတော့အစည်းမပြေတဲ့သူဆိုတာကိုသိဖို့အတွက်တော်တော်ပါပါ နောက်ပြီးတော့ဒီလိုမျိုးကြုံတွေ့နေရတဲ့ဆိုလို့ရှင်လေအဲ့ဒီဆက်ဆံရေးကိုပြန်ပြီးတော့တုံးသက်ဖို့လိုအပ်ပါတယ်။တင်းကိုတက်မိုးထားတဲ့သူတွေနဲ့သာဆက်ဆံရေးကိုတိဆောက်ခြင်းဟာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုရောရုပ်ပိုင်းဆိုင်ရာကိုရောအပါအဝင်ကျန်းမာရေးကိုလည်းပုံမှုကောင်းမွန်စေပါတယ်။နောက်ထပ်လည်းအခုလိုမျိုးအသုံးဝင်မဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။အစောနေ့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။